င်္ဂလာပါရှင်။မေလ3ရက်စနေနေ့အတွက်ရှယ်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ကက်ရှမီးယားဒေသတွင်အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးခဲ့ရသူများအားအောင်မေတ္တရာကျင်းအခမ်းအနားရန်ကုန်မြို့အိန္ဒိယစင်တာမှာကျင်းပတဲ့တွင်ဖြစ်ပါတယ်။ ကက်ရှမီးယားဒေသပါဟရဂမ်ကျေးရွာတွင်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးခဲ့ရသူများအားအောင်မီတရီယာကာရဝပြုခြင်းအခမ်းအနားကိုရန်ကုန်မြို့ရှေးဘုံသာလန်ရှိအိန္ဒိယစင်တာမှဧပြီ30ရက်ကကျင်းပကြောင်းသိရပါဗျ။အဆိုပါအခမ်းအနားသို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတမ်မတ်ကြီးမြန်မာနိုင်ငံသားရေးဝင်ကြီးဌာနတာဝန်ရှိသူများမြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဘုအဖွဲ့ချုပ်မှတာဝန်ရှိသူများမြန်မာအိန္ဒိယချစ်ကြည်အသင်းမှတာဝန်ရှိသူများမြန်မာနိုင်ငံရေးပါတီများမှခေါင်းဆောင်များနဲ့ကုလ လဲများတက်သည့်ပညာရှင်များအိန္ဒိယနိုင်ငံများနဲ့မြန်မာသတင်းမီဒီယာများတက်ရောက်ကြပါသည်အခမ်းအနားတွင်ပါရေကန်အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ္ဍာရီသူများ၏ထုတ်ပေါ်ပြောဆိုမှုများအကြောင်းကိုဖော်ပြတဲ့15မိနစ်ကြာဗီဒီယိုကိုဥစွာပြသခဲ့ပြီးပါရေကန်အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးခဲ့သူများအားအောက်မေ့တရားခြင်းပန်းငွေချအစီအစဉ်ကိုပြုလုပ်ခဲ့ပါသည်အဲ့ဒီနောက်အခမ်းအနားတက်ရောက်လာသူများက10မိနစ်ငြိမ်သက်ဆုတောင်းခြင်းပြုလုပ်ကြပါသည် ပါရကန်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာအိန္ဒိယနိုင်ငံပြည်နယ်အသီးသီးမှာအိန္ဒိယနိုင်ငံသား25ဦးနဲ့နီဘောနိုင်ငံသား2ဦးစုစုပေါင်းခီးသွား26ဦးသေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့မြို့နယ်တရားရုံးများတွင်ကလေးငယ်တရားရုံးများပူးတွဲဖွင့်နေထားတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်မန္တလေးမြို့တို့တွင်ကလေးတငယ်တရားရုံးအဖြစ်တည်ကြားတည်ထောင်ထားခြင်းများရှိပြီးမြို့နယ်တရားရုံးများတွင်လည်းကလေးတငယ်မှုကင်းများကိုစစ်ဆေးစီရင်ရန်ဘူးတွဲဖွင့်လှစ်ထားကြောင်းဧပြီ30ရက်ကထုတ်ပြန်လိုက်တဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့2024ခုနှစ်တရားရုံးနှစ်စဉ်အစီရင်ခံစာအတွင်းဖော်ပြချက်ရသိရပါသည်ကလေးတငယ်များကျွလွန်တဲ့ပြစ်မှုများကိုကြားနာစစ်ဆေးရန်ကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေ2019ရာကလေးတငယ်တရားများကိုတည်ကြားတည်ထောင်ကစီရင်ပိုင်ခွင့်အာဏာများအနှင်းထားကြောင်းသိရပါသည် ရန်ကုန်မြို့တော်စီမံသားရေးနယ်နိမိတ်အတွင်းရှိမြို့နယ်20တွင်ဖြစ်ပွားသောကလေးတငယ်မှုကင်းများကိုစစ်ဆေးစီရင်ရန်ကလေးတငယ်တရားရုံးရန်ကုန်ကိုတရားတည်ထောင်ထားပြီးမန္တလေးမြို့တော်စီမံသားရေးနယ်နိမိတ်အတွင်းရှိမြို့နယ်5မြို့နယ်တွင်ဖြစ်ပွားသောကလေးတငယ်မှုကင်းများကိုစစ်ဆေးစီရင်ရန်ကလေးတငယ်တရားရုံးမန္တလေးကိုလည်းတရားတည်ထောင်ဖွင့်လှစ်ထားတယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။